ကျင်းပြည်နယ်မြောက်ရီတောင်ဘက်မှာရှိတဲ့ရွှေကုန်းကမြို့တက်မှာနာမည်ကြီးအွန်လိုင်းလှည့်လည်မှုကြားဖြန့်လုပ်ငန်းအားနိုင်ငံတော်တာဝန်ရှိသူများနဲ့ကရင်ပြည်နယ်နေချာဆောင်တပ် BGF တို့ပူးပေါင်းပြီးနိုဝင်ဘာလ16ရက်နေ့မှစပြီးရှင်လင်းဖန်စီလျက်ရှိရာတုံးရဲအတွင်းနိုင်ငံသား900ကျော်နဲ့လက်ကင်ဖုံးအလုံးကြီး2000ကျော်ကွန်ပျူတာနဲ့စစ်ဆက်ပစ္စည်းအစုံ2600ကျော်သိမ်းဆည်းရမိခဲ့ကြောင်းသိရပါသည်။ကရင်ပြည်နယ်မြောက်ရီမြို့မြောက်ဘက်ရွှေကုန်းကမြိုင်မြို့တက်ကြားဖြန့်လုပ်ငန်းအားအပီးတိုင်ရှင်လင်းရေးဆောင်လျက်ရှိရာတမတော်တာဝန်ရှိသူများနဲ့ BGF နေ ကြားစောင့်တက်ပူပေါင်းပြီးကြားဖြတ်လုပ်ငန်းရှိရာအဆောင်22လုံးအားစစ်ဆေးဖမ်းဆီးရမှာနိုင်ငံခြားသားများဖုန်းများကွန်ပျူတာဆက်ဆက်ပစ္စည်းအများအပြားဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း PGF နေကြားစောင့်တက်ကြားဖြတ်ဖမ်းဆီးနေရေးတာဝန်မှုဒုတိယပုံမှုကြီးနိုင်မောင်စောကပြောကြားပါသည် ရွှေဘုတ်မြို့တည်အဆောင်22လုံးကိုစစ်ဆေးပြီးဖြစ်ပါသည်။နိုင်ငံသားသား900ကျော်ကို3ရက်တွင်းမှာဖမ်းဆီးခဲ့ပါပြီ။ပထမဆုံးနိုဝင်ဘာ18ရက်နေ့ကတော့346ဦးဖမ်းမိတယ်။နိုင်ငံနေနဲ့22နိုင်ငံအားလုံးဖမ်းဆီးရမိတဲ့ထဲမှာတော့တရုတ်နိုင်ငံသားအများဆုံးပေါ့။ဒုတိယနေ့19ရက်နေ့264ဦးဖမ်းမိတယ်။နိုင်ငံပေါင်း10နိုင်ငံအများဆုံးကတော့တရုတ်နိုင်ငံသား 20ရက်နေ့မှာစစ်စစ်ဆဲအားလုံးစုစုပေါင်းနိုင်ငံပေါင်းက14နိုင်ငံလူဦးရေစုစုပေါင်းကတော့350ကျော်ပေါ့ခုလောလောဆယ်စစ်စစ်နေဆဲပါအားလုံးကတော့ကျောင်းနိုင်ငံသားအများဆုံးဖြစ်ပါသည်တင်းစီရမီပစ္စည်းတွေမှာကကွန်ပျူတာနဲ့မော်နီတာဆက်ဆက်ပစ္စည်းအလုံးကြီးစုစုပေါင်း2653လောမိုဘိုင်းဖုန်းအလုံး2000ကျော်ဒါတွေစနစ်တကျတင်းစီပြီးနိုင်ငံတော်ဆိုရတာဝန်ရှိသူလက်ထဲကိုအနှံပြီးဖြစ်ပါတယ်လို့ဒုတိယပုံမှုကြီးနိုင်မောင်စောကပြောကြားပါသည်အွန်လိုင်းလေလံမှုကြားဖြန့်လုပ်ငန်းများအပီးတိုင်းနေ င်းရေးအတွက်နိုင်ငံတော်ကြီးကလက်ညှိုးမှုကရင်ပြည်နယ်အစိုးရဖွဲ့ရဲ့အနီးကပ်ကြီးကြပ်ညွှန်ကြားမှုနဲ့ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၎င်းကဖိတ်ဆက်ပြောကြားပါသည်